ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ကြေညာချက်အမှတ်ရှင်မြင်းဆောင်2024 1386ခုနှစ်တရင်ကျွတ်လဆုံ9ရက်2024ခုနှစ်အောက်တိုဘာလ22ရက်ဘုဒ္ဓလင်မြို့နယ်တွင်အရက်သားများကိုတပ်ဖြတ်ခြင်းလူသားတိုင်းဖြစ်စေခိုင်းခြင်းတို့သည်အကြံဘတ်စစ်အုပ်စု၏စီးရီးနီးပြူဟာတရက်အဖြစ်ကျူးလွန်ခြင်းပေါ်လွင်ထင်ရှားကြောင်းထုတ်ပြန်ချက်အပိုက်တဲ့ 2024ခုနှစ်စက်တင်ဘာလ30ရက်နေ့တွင်စကိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်စီပါကျေးရွာအနီးတိုက်ပွဲတစ်ခုတွင်အကြံပတ်စစ်အုပ်စု၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံစစ်ကြောင်းသည်တော်လိုင်းတပ်ဖွဲ့များနှင့်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ကြီးမားသည့်အရှုံးရလက်ကိုရင်ဆိုင်ခဲ့ရသဖြင့်၎င်းတို့ရခင်ကျင်သုံးလေးရှိသည့်နီးပြွာများအတိုင်းအနည်းပတ်ဝန်းကျင်မှကျွရွာများကိုဝင်ရောက်စီးနှင်၍အရသာပြည်သူများကိုတပ်ဖြတ်ခြင်းအရသာအိုးအိမ်များကိုမိရှုခြင်းအရသာများကိုလူသားတိုင်းအဖြစ်ဖမ်းဆီးခြင်းများကိုစတိုက်ပြုလုပ်ခဲ့ပါသည်အပိုင်နှင့်အော်တိုဘားလ17ရက်နေ့မှ20ရက်နေ့အတွင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ အင်အား100ကျော်ပါသောစစ်ကြောင်းသည်ဘူတလင်မြို့နယ်အတွင်းရှိကြေးရွာများရွက်ကွက်18ခုကိုဝင်ရောက်စီးနှင်မိရှုတပ်ဖြတ်မှုများလေးကြောင်းတိုက်ခိုက်မှုများအတွင်အရသာပြည်သူ24ဦးထပ်မံရက်ဆက်စွာတပ်ဖြတ်ခံခဲ့ရသည်ထို့တပ်ဖြတ်ခံရသူများတွင်ကလေးငယ်3ဦးအမျိုးသမီး3ဦးနှင့်တက်ကြီးရွယ်ဦး2ဦးတို့ပါဝင်သည်ထင်ရှားသည့်တပ်ဖြတ်မှုဖြစ်စဉ်မှာအော်တိုဘာလ18ရက်နေ့စီပါကြေးရွာတွင်အရသာပြည်သူ6ဦးကိုတပ်ဖြတ်ပြီးခန္ဓာကိုယ်များကိုအစိမ့်စိမ့်ပိုင်းဖြတ်လျက် အစိပ်ပိုင်းများကိုနေအိမ်ခြံစည်းရိုးများတွင်ချိတ်ဆွဲထားခဲ့ခြင်းဖြစ်သည် ထို့အပြင်အရသာပြည်သူ60ဦးထက်မနည်းကိုလည်းလူသားတိုင်းအဖြစ်ဖမ်းဆီးလျက်စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်ခြင်းများပြုလုပ်ခဲ့သည်အပိုက်သုံးအကြမ်းဖက်ဆဲအုပ်စုသည်မြေပြင်တပ်ဖွဲ့များ၏လူမဆန်သည့်တပ်ဖြတ်မှုများအဖြစ်ရန်အတွက်ကြေးရွာ၅ရွာကို၄ချောင်းမှ ပုံကျဲတိုက်ခိုက်ခဲ့သည်အပိုက်လေးအထပ်ပါတိုက်ခိုက်မှုသည် အကြံပတ်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် 2024ခုနှစ်စက်တင်ဘာလ3ရက်နေ့တွင်ရှမ်းပြည်နယ်တောင်ကြီးမြို့၌၎င်း၏လောက်ခံဝန်ထမ်းများနှင့်တွေ့ဆုံရာတွင်တရင်ရရှိမှုနှင့်အခြေအနေအရရပုံမူတည်၍လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်၎င်းတို့တော်လိုင်းအင်အားစုများအဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့်မြို့ရွာများရှိပြည်သူများအနေဖြင့်၎င်းတို့၏အသုံးချမှုမခံရစေရန်နှင့်ဘေးကင်းလုံခြုံမှုရှိစေရသည့်အတွက်သတိပြုကြရန်သတိပေးခဲ့ပြီးနောက်အရသာပြည်သူများအပေါ် ပုံမှုအတင်ရဲစွာပေါ်ပေါ်တင်တင်အကြမ်းဖက်လာခြင်းလည်းဖြစ်သည်အပိုင်း၅လက်နက်ကင်ထိတွေ့တိုက်ပွဲများအတွင်ဆုံးရှုံးမှုများအတွက်လက်စားချသည့်အနေဖြင့်အယသားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းသည်လူမျိုးအသီးသီး၏လက်နက်ကင်တော်လှန်ရေးအင်အားစုများအပေါ်လက်စားချရန်အတွက်နှစ်ပေါင်းများစွာအကြမ်းဖက်ဆဲအုပ်စုကကျင့်သုံးခဲ့သောနီးပြူဟာတရက်ဖြစ်ပြီးရခိုင်ကလေးကပင်နိုင်ငံအနှံ့အပြားမှဖြစ်စဉ်များတွင်မှတ်တမ်းတင်ထားပြီးဖြစ်သည်အကြမ်းဖက်ဆဲအုပ်စု၏ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်းအရသာပြည်သူများကိုပြစ်မှတ်ထားလျက်ဘုဒ္ဓလင်မြို့နယ်အတွင်းရှိကြေးရွာများကိုထိုသို့တိုက်ခိုက်ခြင်းရက်ဆွတ်စွာတပ်ဖြတ်ခြင်းမိရှို့ခြင်းများသည်နီးပြူဟာကိုကျင့်သုံးခြင်းသာဖြစ်သည်အပိုက်6နိုင်ငံတကာအတိုင်းဝိုင်းများနေဖြင့်အကြမ်းဖက်စစ်အုပ်စု၏ပြစ်ဒဏ်ကင်းလွန်ခွင့်ကိုဆက်လက်ခွင့်ပြုနေပြီဆိုပါကထိုမြဆိုးရရုံမှာသောစီရေးဆိုင်ရာမဟာဗျူဟာနီးဗျူဟာနှင့်အယူဝါဒကင်ဆွဲထားသော ရန်ရတရက်သည်ဆက်လက်တပ်ဆိုးရှိုံများမကပုံမူအတင်ရဲလာမိသားဖြစ်သည် ထို့ကြောင့်အကြမ်းမဆဲအုပ်စုအနေဖြင့်၎င်း၏ဆွေရသည့်ကျွလွန်မှုများအတွက်တရားမျှတမှုဖော်ဆောင်နိုင်ရန်နိုင်ငံတကာအတိုင်းဝိုင်းများအနေဖြင့်ဥတီကြိုးပမ်းဆောင်ရွက်ပေးကြပါရန်တောင်းဆိုအပ်ပါသည်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ